ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတော့မြင့်တီကိုပါနိုင်ငံကူးလက်မှတ်များအတူပြုလို့ရှင်တဲ့ပြည်စင်ပြည့်ဆက်ခြင်းနဲ့ပြုလို့ပါကဆက်ချင်းပြပြခံရမယ်တဲ့င်းလုံကျော်ရဲ့အတွက်အရသာတောင်းတောင်းကျော်ကိုဖမ်းဆီးသိမ်းသိမ်းခဲ့တဲ့တဲ့င်းအကြက်တဲများကြောင့်ဂျာမန်နိုင်ငံသားများစုနိုင်ငံကိုဆုတ်ခွာလိုနေတဲ့တဲ့င်း ဟိုတိုင်းစင်မကူညာကိုမယုံခေါ်ဖို့အတွက်သဘောတူညီမှုရရှိခဲ့တဲ့တဲ့ပါဝင်အစရှိတဲ့ပြည်ရင်းပြည်ပါဆိုင်ဝင်စားဖွဲ့တဲ့တဲ့နေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံကူးလက်မှတ်များအတိအပြုလုပ်ခြင်းနဲ့ပြည်စပြည်ဆက်ခြင်းများပြုလုပ်ပါကရှင်းရှင်းပြပြခံရမယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ။ ထိုင်းနိုင်ငံတွင်မှနေထိုင်ကြတဲ့မြန်မာနိုင်ငံသားများအနေနဲ့နိုင်ငံကူးလက်မှတ်တွေကိုကိုယ်တိုင်ဖြစ်စေမတမသူများဖြစ်စေပြင်ဆင်ခြင်းအတွေ့ပြုထားခြင်းကိုစစ်စစ်တွေ့ရှိပါကနိုင်ငံကူးလက်မှတ်ကိုရှင်းရှင်းပြထားအောင်သာမကသက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေရအရေးယူခြင်းခံရမှာဖြစ်တယ်လို့ထိုင်းနိုင်ငံဆရာမြန်မာတယုံကအတည်ပြုထားပါတယ်။လက်ရှိအချိန်မှာထိုင်းမြန်မာနိုင်ငံနိုင်ငံအနာပိုင်းနေပူပေါင်းပြီးနိုင်ငံကူးလက်မှတ်သူပြုလုပ်ရှင်ပြင်ဆင်ထားခြင်းတို့ကိုနည်းပညာနဲ့ဆက်များနဲ့စစ်စစ်လျက်ရှိနေပြီးပျောက်ဆုံးခဲ့ပါကပြည်ထောင်ဝင်ကြီးဌာနရဲ့စစ်စစ်ကွေးကြတဲ့တာနိုင်ငံကူးလက်မှတ်အသေးပြန်ထုတ်ပေး းနိုင်တယ်လို့အသိပေးချက်မှာဖော်ပြပါတယ်။အဲဒါကြောင့်နိုင်ငံကူးလက်မှတ်ပါချက်လက်များကိုပြောင်းလဲခြင်းပြင်ဆင်ခြင်းရွှေရဲရောင်ပြုလုပ်ခြင်းစာမျက်နှာများကိုဆုပ်ဖြဲခြင်းမတက်ဆိုင်သူများကတစိကောင်းများကိုက်ခြင်းတခြားအမှတ်သားများပြည့်စွက်ခြင်းတွေပြုလုပ်ရန်နဲ့စစ်စစ်တွေးရှိပါကကိုင်ဆောင်သူနဲ့ပြုလုပ်ပေးသူတို့ကိုဥပဒေအရရယူတော်မှာဖြစ်ပြီးနိုင်ငံကူးလက်မှတ်ပေးဖြဲခြင်းကိုရှင်းရှင်းပြုလုပ်တော်မှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးခြင်းပါတယ်။နောက်ကြောရဲ့အတွက်အရသက်တောင်းကြော်ကိုဖန်ဆင်းတင်လိုက်ပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝပြပူလာတာပါ။ နိုင်ငံအတွင်းမှာလုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်အရသာ1000ကျော်ကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖမ်းဆီးခဲ့လို့သိရပါဗျ။ပြီးခဲ့တဲ့ဩဂတ်စ်လကဝန်ကြီးချုပ်ဟောင်းရှေ့ရစီနာနိုင်ငံအတွင်းကထွက်ပြေးသွားခဲ့ပြီးနောက်မှာဘင်္ဂလားဒေ့ရှ်ဆိုရဟာနိုင်ငံအတွင်းမှာပုံမှန်အခြေအနေရဖို့အတွက်တည်ငြိမ်ရေးနဲ့လုံခြုံရေးလုပ်ငန်းစဉ်တွေကိုအလေးပေးဆောင်ရွက်ခဲ့နေရမှာအရသာ1000ကျော်ကိုဖမ်းဆီးခဲ့ရပါ။ပြီးခဲ့တဲ့လတလာထဲမှာဖမ်းဆီးတင်ခဲ့တဲ့အရေးတွေဟာ2188ကိုရှိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါဗျ။ပြီးခဲ့တဲ့လကဖမ်းဆီးခံရသူဦးရေမြင့်တက်လာခြင်းအတွက်အဓိကကြားတဲ့ကြော်ရုံတွေထဲမှာ ်လက်ရှိဘင်္ဂလားဒေ့ရဲ့ဆိုရကဒီဇင်ဘာလမှကျင်းပဖို့အတွက်စီစဉ်ထားတဲ့ရွေးကောက်ပွဲကို2026ခုနှစ်ရောက်မှကျင်းပဖို့အတွက်ပြင်ဆင်လာပြီးနောက်မှာနိုင်ငံရေးအရာသဘောထားကွဲလွဲမှုတွေမြင့်တက်လာပြီးလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုထိပါးလာလို့ဖြစ်တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့စစ်တပ်ကနိုင်ငံရေးအရာသဘောထားကွဲလွဲမှုတွေမြင့်တက်ပြီးရဲ့နောက်မှာဒါကာနဲ့စစ်တကောင်တို့မျိုးကြီးတွေပါဝင်တနိုင်ငံလုံးမှာတန်ချက်ကာယူနေတဲ့တင်ကားတွေတုံးပြီးတော့ကင်းလဲရလှုပ်ဆောင်လာတယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ အကြက်တဲတွေကြောင့်ဂျာမနီနိုင်ငံသားအများစုနိုင်ငံကိုစုခွာလိုနေပါတယ်။ဒီတင်ကိုတော့ညင်းကြောင်ဝါပြပူလာတာပါ။ ီးပွားရေးဆိုင်ရာချက်တွေပါဝင်တခြားချက်တွေကြောင့်ကျောင်းမြေနိုင်ငံသားများစုဟာနိုင်ငံကိုဆုံခွာပြီးတော့ပြည်ပနိုင်ငံတွေမှာတာယောက်အခြေချနေထိုင်လို့သဘောထားတွေမြင့်တက်နေရလို့သိရပါတယ်။ကျောင်းမြေနိုင်ငံရဲ့သဘောတည်နှဌာနကပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရကျောင်းမြေနိုင်ငံသား32ရာခိုင်နှုန်းဟာလက်ရှိရင်ဆိုင်နေရတဲ့အချက်တွေကြောင့်ဘာခက်ခဲမှမရှိဘူးဆိုရင်နိုင်ငံတွေကထွက်ခွာပြီးပြည်ပနိုင်ငံတွေမှာအခြေချနေထိုင်လို့တဲ့စိတ်တွေဖြစ်ပေါ်နေရလို့တွေ့ရှိခဲ့ရပါ။ကျောင်းမြေနိုင်ငံသားနိုင်ငံကိုဆုံခွာခြင်းနဲ့စိတ်ဖြစ်ပေါ်လာရတဲ့အဓိကကျောင်းဝင်တွေထဲမှာပြည်ပနိုင်ငံတွေကဒုက္ခသည်တွေကို င်ငံအတွင်းမှာလက်ခံထားကြတာကြောင့်အကြမ်းဖက်တိုက်ခိုက်မှုတွေမြင့်တက်လာတာနဲ့လက်ရှိရင်ဆိုင်နေရတဲ့ဂျာမနီစီးပွားရေးအကျပ်တွေတွေနဲ့ပေါင်းဆက်ပြီးပုံမှန်ရှင်သန်ရည်နိုင်မှုအတွက်ခက်ခဲမှုတွေမြင့်တက်လာတယ်လို့ယုံကြည်လာတဲ့အချက်ကအဓိကကျတဲ့အချက်ဖြစ်ပါတယ်။ဂျာမနီနိုင်ငံအတွင်းမှာပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်တိုက်စုံသူရန်နဲ့ရှိပြီးတော့ရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ဟုတ်တိုင်းစင်မှုကုညာကိုမန်ယုံခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့ပါတယ်။ဒီနေ့တော့ညင်းကြောင်ဝါပြပူလာတာပါ။ မန်ရွယ်တင်ဟာဟူတိုက်စင်မှုမာတီယက်စ်ကုညာကိုခေါ်ယူဖို့အတွက်သဘောတူညီမျှရရှိသွားပြီလို့သတင်းထုတ်ပြန်လိုက်ပါတယ်။မန်ရွယ်တင်ဟာဟူအသင်းနဲ့မာတီယက်စ်ကုညာကိုချုပ်ဆိုထားတဲ့စာချုပ်မှာပါဝင်တဲ့စာချုပ်ထွက်တင်ခြင်းဖြစ်တဲ့ပေါင်း60.5တန်ပေးပြီးတော့ခေါ်ယူသွားမှာဖြစ်ပါတယ်။ မာတီးယက်စ်ကူညာဟာမန်ရတဲ့နဲ့ငါးတန်ရှိရဲ့စာချုပ်ချုပ်ဆိုသွားမယ်လို့လည်းသိရပါဗျ။မာတီးယက်စ်ကူညာဟာပြီးဆုံးသွားပြီဖြစ်တဲ့ဘောလုံးရာဒီမှာဟိုအတင်အတွက်15ခုတွင်းယူပေးပြီးတော့ဂိုးဖန်တီမှု၆ချိန်ပြုလုပ်ပေးနိုင်ခဲ့တဲ့ဒီဆွမ်းဆောင်ကောင်းတွေတက်ခဲ့သူပါ။မန်ယူနီပြအင်မိုရယ်ဟာဘောလုံးရာဒီပြီးဆုံးပြီးတဲ့နောက်တရက်ထဲမှာပဲပြီးခဲ့တဲ့ဘောလုံးရာဒီကတိုက်စစ်မှုတွေရဲ့ဂိုးသွင်းရကဆူဆူရရကြဆင်ခဲ့တဲ့အပြင်တိုက်စစ်မှုကစားသမားတွေဖြစ်တဲ့ဂါနာရှူနဲ့ရက်ရှ်ဘိုတို့ကလည်းအတင်ကရောင်းထုတ်ဖို့အတွက်များလာကြောင်းမာတီးယက်စ်ကူညာကိုလက်အုပ်မှုယူပြီးတော့ခေါ်ခဲ့တာဖြစ်တယ်လို့သိရပါ ါပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။